ကွယ်လွန်သွားတဲ့ပုံကိုယ်တွေကိုအမြရအောင်ဘယ်လိုအမြပေးဝေရမလဲဆိုတော့ဒီလိုမင်းမျိုးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကဇာနုတော်နိအမိရတဲ့ပုံသားကြီးတယောက်ကမြတ်စွာဘုရားကို မေ့လျှောက်ခူးတယ်။သူ့ရဲ့ဘိုးဘွားတွေကိုအလူတန်းတွေပြုလုပ်ပြီးတော့အမြပေးဝေရင်ရနိုင်ပါသလားဆိုပြီးတော့သူအကျေသိခြင်းလို့မေ့လျှောက်တော့မြတ်စွာဘုရားကရနိုင်တဲ့ဘုံဘွားလည်းရှိတယ်မရနိုင်တဲ့ဘုံဘွားလည်းရှိတယ်။မြတ်စွာဘုရားကဒီလိုမိန့်တော့ ဇာနုသောတိပုံနာကြီးကနားမလဲတော့အကျယ်ထက်လျှောက်မြတ်စွာဘုရားကလည်းအကျယ်မိတ်တယ်လူတွေမှာဂတိ၅မျိုးရှိတဲ့ထဲမှာတဲ့ဒေဝဂတိမနုဿဂတိတိရိစ္ဆာနာဂတိနိရိယဂတိပေတဂတိဆိုတဲ့အဲ့ဒီဂတိ၅မျိုးသိပြီးနောက်ပဲတမျိုးမျိုးရောက်ကြရတယ်အဲ့ဒီ၅မျိုးထဲမှာ၄မျိုးဖြစ်တဲ့ဒေဝမနုဿပေတအဲ့ဒေဝမနုဿ နိဒယတိရိစ္ဆာနာဆိုတော့လူဖြစ်မဲ့နတ်ဖြစ်မဲ့ငရဲကြမဲ့တိရိစ္ဆာဖြစ်မဲ့ဆိုရင် အမြပေးဝေလို့မရဘူးသူကလည်းတာတုခေါ်လို့မရဘူးအဲ့လိုမဟုတ်ဘဲနဲ့ပေဒဂရီခေါ်တဲ့ပိတ္တာဘုံဘွားရောက်မဲ့ဆိုလို့ရှင်တော့အမြပေးဝေလို့ရတယ်သူလည်းတာတုခေါ်လို့ရတယ်ကောင်းကျိုးချမ်းသာလည်းရရှိနိုင်တယ်အဲ့တော့ပေဒဂရီထဲမှာတော့မဟုတ်ဦးသင်တို့ပိတ္တာ၄မျိုးရှိတယ်ရှားတဲ့ပိတ္တာကဝိမာနိကပိတ္တာခေါ်တဲ့ ။တနည်းအားဖြင့်ပြောရင်ဗရတတုပါဇီဝိကပိတာခေါ်တဲ့သူတစ်ပါးရဲ့အမြကိုစောင့်စားပြီးတော့စားတော့ရတဲ့ဒီပိတာမျိုးဖြစ်မှအမြပေးဝင်လို့ရတာ။အဲ့တော့ဒါကတော့ပထမဆုံးသိရင်သိထိုက်တဲ့အချက်ကလေးပေါ့နော်။ခုနကပြောတဲ့ဂတိ၅မျိုးတဲ့ကပိတာဂတိဖြစ်မှအမြပေးဝင်လို့ရတယ်။အကယ်၍ပိတာဂတိဖြစ်တဲ့လူကိုက ယူဆတယ်ဟိုမှန်းစပြီးတော့တည်ရတယ်ဆိုလို့ရှင်အမြရအောင်ဘယ်လိုပြေးဝေးရမလဲဆိုတော့ ဦးဇင်းတို့ပိဋကတ်တော်တွေဖတ်ရှုလေ့လာပြီးတော့ဖြေကြားရမယ်ဆိုလို့ရှိရင်အင်္ဂါ၅ချက်လိုတယ်ပေါ့တေတူကိုညီမဲ့ပြီးတော့လှူဒန်းတဲ့ကုသိုလ်ကောင်းမှုမှာအင်္ဂါ၅ချက်လိုတယ်အဲ့ဒီအင်္ဂါ၅ချက်ပြည့်မယ်ဆိုလို့ရှိရင်ဒီတည်တဲ့သူတနည်းအားဖြင့်သိတာဘွားရောက်တဲ့ပုဂ္ဂိုလ်ဟာအများတန်းရနိုင်တယ်ပေါ့နံပါတ်၁အလူကံပုဂ္ဂိုလ်ရဲ့အင်္ဂါပြည့်စုံမှုတဲ့နော်သီလပြည့်စုံတာကိုပြောတာလူကံပုဂ္ဂိုလ်ကဒုသီလမဖြစ်ရဘူးတဲ့သီလပြည့်စုံရမယ်အဲ့တော့တေချာတော်တစ်ခုကတော့ပုဂ္ဂိုလ်မလူနဲ့ပေါ့ တန်ခါကိုဝဲလှပေါ့တန်ခါဆိုတာကမျက်မှောက်တန်ခါဖြစ်ရှင်တော့ကိုယ်အိမ်မှာ၄ပါ၄ပါထက်ပင့်ပြီးတော့လှပေါ့နော်ဘာမို့တန်ခါကုံကိုရင်မှတ်ပြီးတော့လှတန်းနိုင်လည်းရတယ်တန်ခါဆိုလို့ရှင်တော့ဒုတ်တိလမဖြစ်တော့ဘူးနော်ဒုတ်တိလမဖြစ်တော့တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကအလှကပုဂ္ဂိုလ်ဘက်ကအင်္ဂါကတာပြည့်စုံသွားပြီနံပါတ်၁ပေါ့နော်နံပါတ်၂ကအလှဝေးပုဂ္ဂိုလ်ရဲ့စိတ်ထားတတ်မှုတဲ့လူဝေးပုဂ္ဂိုလ်ကဘယ်လိုစိတ်ထားထားရမလဲဆိုလို့ရှင် ဒီကိုတေတဲ့သူကိုယမှန်းပြီးတော့လူတန်းတဲ့ကုသိုလ်ပဲလို့စိတ်ထဲမှာဒီလိုထားရမယ်တေတဲ့သူကိုရကျင်တဲ့စိတ်ပေါ့စိတ်စေတနာပေါ့ဒါကအလူပေးပုဂ္ဂိုလ်ရဲ့စိတ်စေတနာနောက်နံပါတ်3ကအလူပေးတဲ့ပစ္စည်းတဲ့အလူပေးတဲ့ပစ္စည်းကဟိုပြည့်စုံမှုရှိနေရမယ်ပြည့်စုံမှုရှိနေရမယ်ဆိုတာကဦးဇင်းတို့ပိဋကတ်တော်ထဲမှာ၅မျိုးပြတယ်ပေါ့နော်စာရေးဝေရေး သွားရည်နေရည်ပြီးတော့တောက်ရည်ပေါ့နော်အဲ့ဒီငါးမျိုးပြည့်စုံရမယ်တဲ့အဲ့ဒီငါးမျိုးပြည့်စုံမှသူကဟိုလူတယောက်သူတို့နေ့စဉ်စားတောက်နေတာပဲကြည့်ပေါ့နော်သမင်းစားသလိုရေလဲတောက်တယ်ရေတောက်သလိုညောင်းညာဆန်းတယ်ညောင်းညာဆန်းမှုဟိုနေစရာလဲလိုတယ်ပြီးလို့ရှိရင်ဝတ်စရာလဲလိုတယ်နော်ပြီးလို့ရှိရင်သွားစရာလဲလိုတယ်ပေါ့ဒီငါးမျိုးတော့အောက်ထစ်ဆုံးပါရမယ်ပေါ့နော်ဒါကဥစဉ်တို့အလှူပေးတဲ့ပစ္စည်းဝတ္ထုရဲ့ပြည့်စုံမှုပေါ့နော် သုံးမျိုးရှိသွားပြီเนาะနံပါတ်၄ကအဲ့ဒီခုနကပြောခဲ့တဲ့ထက်က၃ချက်ပေါ့အဲ့ဒီ၃ချက်ပြည့်စုံရင် तू ကလှူလို့ရပြီလှူပြီးလို့ရှင်ရင်တဲ့နံပါတ်၄ချက်ကအဲ့ဒီလှူလိုက်တဲ့ကျန်ရည်သူပြည်သားသူကအမြပေးဝေမှုဆိုတဲ့နံပါတ်၄အင်္ဂါနဲ့လည်းပြည့်စုံရမယ်တဲ့เนาะအမြပေးဝေရမယ်ပေါ့နံပါတ်၅ကြတော့အဲ့ဒီအမြပေးဝေတဲ့ဟာကိုလည်းတစ်ဖက်ကလှူလို့ချင်းချင်းနဲ့တာတုခေါ်ရမယ်ဒီ၅ချက်နဲ့ပြည့်စုံရင် ကိုယ်လွန်သွားတဲ့ပုံကိုယ်ကိုရည်မှန်းပြီးတော့လူတဲ့နဲ့ကုသိုလ်ဟာရရှိနိုင်တယ်ရောက်ရှိနိုင်တယ်တခဏတည်းကိုရောက်ရှိနိုင်တယ်လို့ဆိုတယ်နော်နောက်တစ်ခုကဒီမေကိုအောက်မှာဖြေထားတဲ့လူတွေပေါ့နော်တချို့ကလည်းအမိကိုမေးပြီးတော့တချို့ကလည်းအမိကိုခေါ်ပြီးတော့အမြပေးဝေပေါ့ဒါလည်းကောင်းပါတယ်နော်ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ဒီအမြမပေးဝေခင်ပေါ့နာမပေးဝေမပေးဝေခင်မှာဘာလို့ရမလဲဆိုတော့ကိုအမြပေးဝေခြင်းတဲ့ပုံကိုယ်တွေပေါ့နော်ဤသို့ခြင်းတဲ့တူတောက်ပဲဖြစ်စေ အဖွဲလိုက်တဲ့ဖြစ်စေအဆွေမျိုးတွေအားလုံးပဲဖြစ်စေနော်အဲ့ဒီပုံကိုယ်တွေရဲ့အမိနာမတွေကိုခေါ်ပြီးတော့ဟိုမကြုံလို့ဘွားရောက်တယ်လို့ကိုကသိတယ်ဆိုရင်သူတို့ရှိလောက်ရအရက်မှာတွားပြီးတော့ခေါ်ထားပါတော့ဖိတ်ကြားထားပါညာတန်းပေးဝေပါမယ်ဆိုပြီးတော့အပြီးလို့ရှိရင်တော့အညာတန်းပေးဝေပေါ့ဘာလို့ခေါ်ထားခိုင်းတာတုံးဆိုတော့ဒီအညာတန်းပေးဝေတဲ့နေရာမှာသူတို့တကယ်ရရှိဖို့အတွက်ဆိုလို့ရှိရင်သူကကိုယ့်ဘက်ကပေးယုံနေမြောက်သူတို့ဘက်ကလည်းလိုလိုချင်ချင်နဲ့ လိုချင်နေမှာသူကရတာနော်သူဆိုလို့ရှိရင်တဲ့ကွယ်လွန်သွားတာ16နှစ်18နှစ်လောက်ရှိပြီဒါပေမဲ့မကျွတ်မလွတ်ဘောနဲ့နေနေရတယ်အဲ16နှစ်လောက်မရောက်တော့သူသားသမီးတွေကိုအိမ်မပေးတယ်တခါကြီးကကျွတ်ရှင်လွတ်ရှင်လို့ကုသိုလ်ပြုပြီးအမြပေးဝေပါဘောနော်အဲ့တော့သားသမီးတွေကလည်းကုသိုလ်ပြုပြီးတော့အမြပေးဝေလိုက်တော့ဒါကျွတ်သွားလွတ်သွားတယ်ထင်ပါတယ်နော်ပြောချင်တာကအဲနာမည်ခေါ်ပြီးတော့ဒါကျွတ်တင်ပြီးတော့ဖိတ်ထားကောင်းပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေ တာဒကာလေးကြည့်ကြည့်ရအောင်ဘုရားတို့မြတ်စွာဘုရားလက်ထက်ကတာနာဝါဒီဆိုတဲ့မထေရပါရှိတယ်သူကတော့ယဟန်ပေါ့သူ့မှာလည်းပဲအမေရဖေရပြီးသူ့ရဲ့အကိုရဆိုပြီးတော့လူပေါ်မှာကြံနေခဲ့တယ်ဗောနော်အဲ့ဒီပုဂ္ဂိုလ်၃ယောက်ဟာတောမနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့အတက်ကိုတတ်ဖြတ်ပြီးတော့သူကအတမုဝမ်းကြောင်းပြုလို့ရတယ်သူတို့ချင်းလိုရင်းပြောရင်နောက်ဆုံးသောဆလုံးကွယ်လွန်သွားကြတယ်ဗောနော်ကွယ်လွန်သွားကြတော့အကုသူနဲ့ အတမွေးလာတာဆိုတော့ပိတ်တော်ဘွားကိုရောက်ကြတယ်ပိတ်တော်ဘွားကိုရောက်တော့ဗာပိတ်တာဖြစ်တာလဲဆိုတော့ခုနကပြောတဲ့ဝိမာနိကပိတ်တာဒီနေ့ရောက်ပြီပြရတတုပါဇီဝိကပိတ်တာဗောနောဖြစ်တယ်အဲ့လိုဖြစ်တော့ဆင်းရဲဒုက္ခတွေမတမခံစားနေရတာဘောစားစရာမရှိတောက်စရာမရှိဝတ်စရာမရှိနေစရာမရှိဗောခုနကသူတို့ရဲ့အမျိုးဗောနောသူ့ရဲ့ညီဗောဖေမေတပြောမယ်သူတို့ရဲ့တားဗောအဲ့ဒီခုနကတာနာဆိုတဲ့မထေကတာနာဝါတိဆိုတဲ့မထေက ဆုံးခဲ့ကြတဲ့အချိန်မှာဘွားကနေဆိုရင်အဲ့ဒီတောထဲမှာကိုထင်ပြကိုထင်ပြတော့ရုပ်တွေကလည်းညှို့နှွမ်းပြီးဝစ်ဆရာလည်းမရှိဘလူကကိုထင်ပြရလဲဆိုသူ့ရဲ့အကိုပေါ့သူ့နောင်တော်ဖြစ်တဲ့သူပေါ့ရှင်ပြားတပီတော့လို့ကဲပေါင်းစားကြမရှိတောက်ကြမရှိဝစ်ဆရာမရှိနေကြမရှိတတော်ဆင်းရဲဒုက္ခရောက်နေပါလေဆိုပြီးတော့ရှောက်တယ်တဲ့ရှောက်တော့မထေကကောင်းပြီဆိုပြီးတော့ဒီကုသိုလ်ပြုလုပ်ပေးပါမယ်ဆိုပြီးတော့ပြောပြီးတော့အကြောင်းကိုပြန်လာပြန်လာတော့အဲ့မှာသူစွမ်းခံရတဲ့စွမ်းနေရဲ့ ပြီးတော့တခြားယဟန်တွေရတဲ့စွမ်းတွေပေါ့နော်သူကယဟန်12ပါးနဲ့နေတာဒီ12ပါးတော့ယဟန်တွေရဲ့စွမ်းကိုလည်းသူကစွန့်စွန့်ပြီးတော့ခုံတဲ့တေချာပြင် ပြင်ပြီးတော့အဲ့ဒီအဲ့ဒီယဟန်သူနဲ့အတူနေတဲ့ယဟန်12ပါးကိုပင့်ပြီးတော့ဒီမှာဒီစွမ်းခွဲဝဲတွေဟာအတန်ကတော့ရှင်သူမြတ်တို့ပြဒီစွမ်းခွဲဝဲတွေကတပီတော့တပီတော့ရဲ့နေတော်ခမဲတော်နဲ့တော်တော်တို့ကိုရည်စူးပြီးတော့လူတဲ့နဲ့စွမ်းနေဖြစ်ပါတယ်3000 3000ကျော်ပါဆိုပြီးတော့လူတယ်ပြီးလို့ရှိရင်ခုနကပြောတဲ့ ကော်လိုနီစာရောက်ရှိသွားတဲ့ခမဲတော်မဲတော်နောင်တော်တို့ကိုလည်းညာတန်းပေးပြပါတယ်လို့ပြောပြီးခေါ်ပါလေစောင့်နေတဲ့အချိန်စင်တဲ့တာတို့ခေါ်တော့ဟိုစားကြရီခနာတင်းခနာချင်းရောက်သွားတယ်တဲ့စားကြရီကဘာအများကြီးပဲတဲ့ကြိုက်တာကဘာရွေးစားလို့ရတယ်အဲ့ဒါမပြီးသေးဘူးနောက်နေ့ကျတော့ဒီပိတ်တာကသူ့ရဲ့နောင်တော်ပိတ်တာကဟိုစားတော့ရတာဆိုတော့အရင်လိုတော့ညှိုးနှောနှမဟုတ်တော့ဘူးပြပြဝဝဆူဆူပြပြပေါ့တိုးပေမဲ့လည်းဝိပလာတွေနဲ့ဖြစ်နေတယ် ဲ့တော့သူကထတ်လျှောက်တယ်တဲ့အဲ့ဒီပိတ်တာအကိုကတတိတော်တို့စားကြတော့ဆရာတော့ပြေဆုံးပါပြီဝတ်ဆရာမရှိသေးဘူးအဲ့လိုပြောတော့ခုနကအတိုင်းပဲပေါ့အเจ้าပြန်ရောက်လာတယ်အเจ้าမရောက်လာခင်သူဘာလုပ်လဲဆိုတော့ဟိုအဲ့တုန်းကအခုလိုသင်္ကန်းတွေမပေါ်သေးတော့အမိုက်ပုံတွေဘာတွေမှာသွားပြီးတော့ဒီဝိစာတွေကောက်ပြီးတော့ရှော့ဖုတ်ပြီးတော့အခန်းကားကပေါအောင်သင်္ကန်းဖျောက်ချုပ်ပေါ့နော်ချုပ်ပြီးတော့အတိုင်းကဒါနာဖြစ်လှူတယ်မြတ်တမ်းပေးဝေတယ်ဝိဒ္ဒနာတွေရတယ်ဝိဒ္ဒနာရတယ် စားကြလည်းပြည့်စုံပြီဆိုတော့နေစရာမရှိသေးဘူးတဲ့နေစရာမရှိခုနကလိုပဲရှေးတိုင်းပဲပေါ့အဲ့လိုပဲလာလာလျှောက်လာလျှောက်တော့ဒီယဟန်ကလည်းလက်ခံပြီးတော့အကြောင်းသေးသေးလေးပေါ့ဆောက်ဆောက်ပြီးတော့တန်ဃာတော်တွေကိုလူတန်းမှာတန်ဃိကဒါနအဖြစ်နဲ့လှူတယ်လှူပြီးတော့အခုနကလိုပဲအမြောက်ဝေတယ်ပေါ့နေစရာတွေရတယ်ပေါ့အဲ့ဒါနောက်ပြီးတော့တောက်စရာတောက်ရီနော်ဒီရှေးတိုင်းပဲပြီးလို့ရှိရင်တော့စီးစရာရင်စီးစရာရင်ကြတော့ဘာလှူတာလဲဆိုတော့ဖက်နဲ့လှူတာဟာတယ်နော်အခုနကပြောခဲ့တဲ့ ဒီလှူတဲ့ပစ္စည်းဝတ္ထုထဲမှာပါရမယ်ဆိုတဲ့ဟာလေးတွေပေါ့အဲ့တော့ပြောကျင်တာကချက်ဝါပြင်ပြောမယ်ဆိုလို့ရှိရင်တည်တဲ့သူတွေကိုယမန်းပြီးတော့လှူတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ကိုတည်တဲ့သူတွေအမျှရအောင်လို့ဘယ်လိုလှူရမလဲဆိုရင်ခုနကပြောတဲ့အင်္ဂါ၅ချက်ပြည့်စုံပါစေအဲပြီးလို့ရှိရင်ကြိုတင်ဖိတ်တာတွေပြုလုပ်နိုင်ပါတယ်ပြီးလို့ရှိရင်တည်တည်ချာချာအမျှပေးဝေပါအစိုးရချက်ကတော့ကိုယ့်ဘက်ကဒီလိုလုပ်ပေမဲ့သူတို့ဘက်ကကိုယ့်အမျှကိုလိုလားနေတဲ့အချိန်မဟုတ်ဘူးဆိုလို့ရှင်လည်းမရနိုင်တယ်လို့ သူတို့တွေမသိတဲ့တခြားပုံထာနာတနေရာရောက်နေမှဆိုရင်လည်းမရနိုင်ဘူးเนาะဒါကတော့ဦးဇင်းတို့ပြန်မြပေါ့ဒီပုံရအဖြစ်ပေါ့လုံးဝမရနိုင်တဲ့တိတိကျကျတော့ခုနကပြောတဲ့ဂတိ၅မျိုးထဲမှာဒေဝဂတိနိရိယဂတိမနုဿဂတိပြိဆာနာဂတိဆိုတဲ့အဲ့ဒီဂတိ၄မျိုးကိုရောက်နေမှဆိုရင်တော့လုံးဝမရနိုင်ဘူးပေတဂတိကိုရောက်နေမှဆိုရင်တော့ရနိုင်ပါတယ်